ရှင်ပြည်ချိုင်းဝန်ကြီးဌာနဆံတော်ဖယ်ပြည်ချိုင်းနဲ့ရုံးဆက်ဆံရေးဦးစီးဌာနမှစာမျက်နှာမြင့်တဲ့ချွဲတော်ပုံပြောပြမွေးကိုကြောက်ရောက်ချင်းမြင်လာကြပါတော့ဌာနဆိုင်ရာအကြီးအကဲများဖိတ်ကြားထားသောအေဒီတော်ကြီးများအကဲခဲ့တဲ့လူကြီးများဆဲဆဲမများနဲ့အတူတင်ပေါ်ဝင်ကြောင်းမှကြောင်းလူများအားလုံးရောမရှိကြမ်းလို့အစင်ထောင်းရလက်ဆံပြီးစိတ်ချနာခြင်းကိုယ်ဤကျမချင်းနဲ့အစင်ထောင်းရပြည့်စုံကြပါစေလို့ဥစ္စာပထမသုတောင်းမြတ်တာပို့တာအပါရှင်တမီးကတော့ မြတ်မတော်မင်းကြောင်းလာတဲ့ဖြစ်ပါရဲ့ရှင်တောင်းနိုင်တဲ့ကစင်းကိုအလားတရားများစွာနဲ့ကြောင်းငယ်ဖျားဝိသိပထမများစွာနဲ့အာနာတနာခုနတက်တဲ့အပြုံးမကြရဲ့ယောတာများနဲ့သဘောထူရဲ့ယောတူများထဲမှာကျင်းစမာရင်ကြောင်းကလေးမှတန်ကလေးပဲဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့သမီးမတန်ကလေးမှသမီးပေါင်းရှင်နေမဲ့ပုံမျိုးလေးကတော့အတူငယ်အတက်တဲ့ဆိုရဲပုံမျိုးလေးပဲဖြစ်ပါရှင်အဲ့ဒီပုံမျိုးလေးကတော့စာရေးဆရာကြီးဆရာကြီးမင်း ပဲဖြစ်ပါလိမ့်ရှင်အားလုံးလည်းနာတက်ကဆက်လို့ကြပါအောင်ရှင်အတုရဲ့အတက်နဲ့ဟာရှိရှိအောင်ပါပဲဒါရတဲ့ဒါရနဲ့ဒီပြမှာတာမလို့အမိခေါ်လေးဘင်းကြီးတစ်ပါးချင်းနဲ့အုပ်ချုပ်မင်းလုံးရပါပဲအဲ့ဒီဘင်းကြီးမှာပနဝါလို့ခေါ်လေးမင်းသားစီအောင်တဲ့ကောင်ရှိတယ်လေအဲ့ဒီမင်္ဂလာစင်းနဲ့ကိုပုပ္ပါလို့ခေါ်လေးမိခင်လေးကထိန်းချောင်းရတယ်လေမိခင်လေးဟာပုပ္ပါနဲ့ချစ်ခင်တဲ့သူဖြစ်တယ်လေ မစလမကိုမြင်ကြရမဟုတ်လားအဲ့လိုပဲမြင်ထင်ရဲ့ခြေကပြောင်းလာလဲမစလမလေးကိုပြွပြွလေးပဲလေမြင်ထင်လေးဟာနှစ်စင်းလေးနဲ့ငါငါတော့ချီရမီကျိုးလဲစဲနေဒီဘူးမင်းလေးလဲစတေရှင်အောင်တွားပြီးတော့ထင်ရောက်ရတယ်မင်္ဂလာမြင်တော်လေးဟာချစ်ခွင်နဲ့ချီရနေကတကတတော့နေရောမင်္ဂလာမြင်တော်လေးဟာအော်ကျောင်းတော့ဒီတော့ကောင်းတဲ့ပြင်းနေလေလို့ဥစားတယ်မင်္ဂလာမြင်တော်လေးဟာအဲ့လိုဥစားပြီးမြင်ထင်ရဲ့ချင်းမင်းမို တဲ့ပတ်တာပတ်တာတောင်းလို့ကြည့်ပြီးတော့သူကလည်းလည်းပြီးတော့သွားတာပဲ။မင်းလာမင်းတော်လေးဟာအဲ့လိုတရားပြုလို့ရတာကြတော့ကတ်တာကတ်တာနဲ့ချက်ပြီးတော့သူကလည်းအဲ့လိုသွားတာပေါ့။အဲ့လိုနဲ့မင်းလာမင်းတော်လေးကတ်တာကတ်တာနဲ့ချက်ပြီးတော့တော့တနေ့တော့သူ့ရဲ့မင်းကြီးကတရားပါလေရော။အော်ခတ်တော့ခတ်နေပြီ။ငါအိမ်မင်းလာမင်းတော်လေးမှာဘယ်ကဒဇွန်တရားတော့ဆက်ကန်နေပြီလို့မင်းကြီးကယူဆတယ်။မင်းကြီးဟာအဲ့လိုယူဆတယ် ားရှိတဲ့လက်ဆန်စေးခွင့်စရာတွေမြင့်ကွန်းစင်စရာတွေကိုဆက်သွားစုံတော်ပြီးသူ့ရဲ့မင်းမမျိုးတော်လေးကိုစက်မှတ်ပြီးတော့ပူတာပေးရပါမယ်။စင်စရာတွေကလည်းဆုံးမနီးသူ့မင်းလာမျိုးတော်လေးကိုစစ်စစ်ကြည့်လိုက်တော့မင်းလာမျိုးတော်လေးမှာပါရောကတုံတရားမှမရှိတာကြောင့်မင်းမျိုးကိုရှောက်တယ်။မင်းကြီးကလည်းသူ့မင်းလာမျိုးတော်အောက်မှာလေဒီလိုချေတာဟာဘောမဒဇံတရားဖြစ်နေတယ်လို့သူကစက်ကထဲနဲ့ဒါပေမဲ့လည်းစစ်စရာတွေကရောမှာမရှိပါဘူးလို့ရှောက်နေကြတော့ သူကစိတ်ဆရာတွေမကျင်းလာဘူးဒေါ်လာထွက်နေတယ်ကွယ်စိတ်ဆရာတွေကလည်းတခုခုတခုမင်းကမင်းတော့လည်းမတော့တစ်စုံတရားမှမရှိပါဘူးလို့တလေတဲ့အတန်နဲ့ရှောက်တင်ကြတော့မင်းညာဘာလို့လို့လုပ်ရမလဲမသိဘူးသူကစိတ်ကဝမ်းကျက်လာတာပေါ့နောက်ဆုံးတော့မင်းကမင်းတော့လည်းပြည်တနာကိုခရီးတော်မြတ်ရှင်မြတ်ကြီးဆိုရတာပေါ့ခရီးတော်မြတ်ရှင်မြတ်ကြီးဟာ မှာလူလာမြင်းတော်ကြီးရဲ့နေထိုင်ကွန်ဖူပါရဲ့ဒမလက္ခဏာသွားပုံလာပုံတွေနေ့စဉ်လူလာမြင်းကိုရှင်းရည်စစ်တော့ဘူးလူလာမြင်းရဲ့ဒီကျေလက္ခဏာသွားပုံလာပုံတွေကမြန်ပြေဝန်ဖန်ဆောက်ချက်စစ်ချင်းတော့အမှန်အသိရှိတဲ့အဲ့လိုကြောင့်လို့ကြကြအမှန်အသိရှိပြီးဘီမင်းကြီးကိုရှာတဲ့ဘီမင်းကြီးဘုရားရှင်တော်လေးချေဝရာချင်းမှာရောဂါဒီစုံတရားကြောင့်မဟုတ်ပါဘူးစိတ်ဆံများရေလျှောက်သိချက်ကအမှန်ကန်ပါလေဝိညာဉ်ရဲ့ငွေကိုဖူးပါဟာ ဘူးဘောပါနဲ့ချိခွင်းတဲ့သူဖြစ်တဲ့ပြင်မင်းထင်းရဲ့အတူအမျိုးကမင်းနော်မင်းနော်လေးနဲ့ချိခွင်းရချင်းဖြစ်ပါတယ်။ဒါကြောင့်မို့မင်းနော်မင်းနော်လေးကိုချိခွင်းပြောက်စင်လို့လေးအခြားချင်းကဝန်းနေတော့ဦးစက်အမြဲလွတ်အပ်ထင်းောက်စင်လေးကြောင့်ဘင်းကိုရှောက်ပြတ်ပဲ။ဘင်းညာလဲမင်းနော်မင်းနော်ပြားလို့ပညာရှင်နဲ့ကြည့်ရပြစကားအတိုင်းမင်းနော်မင်းနော်လေးအခြားချင်းကဝန်းနေတော့ဦးစက်အမြဲလွတ်အပ်ထင်းောက်စင်လေးအခြားချင်းကဝန်းနေတော့ဦးရဲ့လွတ်ကြောင့်ထင်းောက်မှုကြောင့် ုံလာလုံတော့လေးဟာချေဝေပြောင်းပြီးကြံလာပဲလို့ဘုအတိုင်းအပေါင်းဖြစ်နေတယ်။ဒါကြောင့်မို့ဒီပုံကြီးလေးကိုကြည့်ပြီးအညာရှိတွေကပြောတယ်အတုံကြီးအတက်သေးဆိုရင်သကပုံလေးကိုမှတ်တမ်းနေခဲ့ကြတာပေါ့။ဒါကြောင့်မို့ကျမတို့ကျောင်းသားကျောင်းသူများအနာဂတ်လူငယ်များကခေါ်ဒီပုံကြီးလေးကိုနားထောင်ပြီးအမကိုအမလို့ပြီးမတင်ရဘူးမလေ့လာရဘူးမစွန့်စားရဘူးနော်။အမအမအကောင်းအဆွေဘူးကိုထက်တည်နားလေကိုရဲ့ဖွင့်ဖွင့်လေးကို မရပဲအမအမအပေါင်းအစိုးရဝိညာဉ်မြတ်တဲ့ပုံကိုယ်ကလည်းစမမှုလက်ခံရပဲဓမ္မတာငငယ်တော့ညှော်မှတ်ထားတယ်ခင်မီပြောတတ်တဲ့ငငယ်တော်ဒီတစ်ခုဒီစောက်တဲ့အထာမစမရောအလုံးကပုံတစ်ချက်တတ်မှုနာမကပေါင်းဆောင်ရဲ့ကြိုးမှန်ကြပါစို့လို့တိတ်တန်းလို့ဆိုလိုက်ရင်ဒီမှာတည်းဒီလိုချော်ရပါရှင့်ယခုတော့တမန်ပြောကြတော့အတူမြင်အတက်တင်းဆိုလေပုံမြင်လေးကိုနားစင်ပြပါဌာနဆိုင်ရာအခြေအကျများအခဲအခြေသူကြီးများ ားနဲ့တင်ခွင့်မှုကြောင်းသားကြောင်းလို့ရအားလုံးကိုကျေးဇူးအထူးပဲရှိပါရှင်။